ငါတောင်းမှန်တာဖះဘောတက်လို့တောင်းမှန်ထားမဟုတ်တော့ငါတောင်းမှန်ထားဖះဘောဖနဲ့နဲ့တက်လိုက်လို့တောင်းမှန်ထားမဟုတ်ငါ၁၀ထဲမှာရေချိုးတာရင်ဆိုင်နဲ့ပါသွားလို့တောင်းမှန်ထားတာ तू ကသမင်ကခားလေတော့ပဲရှိရနော်ညီမရဲ့သမင်ဒီရဲ့ရှေ့ရင်းတော့တော့အားလုံးမင်္ဂလာဗျဒီနေ့မှကျွန်တော်မိတ်ဆွေကိုဒါပြောပြချင်တဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ကတည်င်းသမားတွေရဲ့အတုံးချခြင်းကိုခံလိုက်ရတဲ့မိခလိတဲ့အကြောင်းလေးပဲပြောပြချင်ပါတယ် ဒါတော့ကျွန်တော်ဇေဒီဘောကိုတတ်သွားတဲ့ main clear အဆိုရင်ကျွန်တော်ပြန်လည်တောင်းပန်နေဆိုတဲ့ video file ညာဆိုလမ်းပေါ်မှာလက်ကလောတော်တော်လေးကိုပြန်နှံ့လာပါတယ် TikTok မှာရော YouTube မှာရောကျွန်တော် Facebook မှာရောတော်တော်လေးပြန်နှံ့လာရပါတော့ပြန်နှံ့လာတာဆိုရင်ဒီဖျားဘောတတ်သွားတဲ့ main clear မဟုတ်ဘဲနဲ့သူဟာဆိုရင်ဂျားတဲ့ကဒါတင်းသမားတွေအတုံးချခြင်းကိုခံလိုက်ရတဲ့ main clear ပဲဖြစ်ပါတယ်သူကဘလို့တုံးချခံလိုက်ရတယ်ဆိုတော့ तू ကတောင်းပန်ပါတယ်တောင်းပန်ပါတယ်ဆိုပြီးဗီဒီယိုဖိုင်ရဆိုရင်ဒါ तू က၁၀ထဲမှာရေးတော့ချုံမိတဲ့အတွက်ကြောင့်မလို့ तू ကတောင်းပန်ထားတာပေါ့နော် အဲဒါကိုတချို့ view ရရင်ပြီးရောကိုယ့်ရဲ့ TikTok account follower ရရင်ပြီးရောဆိုပြီးတော့ဒီဖျားဘော်တက်တဲ့ပုံလေးနဲ့တွဲပြီးတော့တင်လိုက်တဲ့ချိန်မျိုးမှာအားလုံးကအထင်မြင်လွဲမှားသွားကြပါတယ်လွဲမှားသွားတဲ့ကြောင့်မို့ဒီကောင်မလေးကိုတွားပြီးတော့ဆဲကြတယ်ဒီကောင်မလေးရဲ့ပုံလေးနဲ့အတူဒါဖျားဘော်တက်တဲ့ကောင်မလေးပြန်လဲတောင်းမယ်လေဆိုတော့သတင်းကောင်းစင်နေနဲ့အတူကျွန်တော်တို့အများကြီးတက်လာတာတွေ့ရပါတယ်ဒါကြောင့်မို့ဒီဖြစ်စဉ်လေးကိုကျွန်တော်နည်းနည်းလေးပြောပြခြင်းပါတယ် ဒီဖျားပေါ်တက်တဲ့မိန်ကလေးอ่ะဆိုရင်ကျွန်တော်အဲ့နေရစပြီးတော့လုံးဝကိုတော့ချင်းမလာပျောက်သွားပါတယ်သူရဲ့တစ်တော့အောက်ဒီလည်းဖြတ်သွားပါတယ်ဘယ်တော့ကမှလည်းဒီဖျားပေါ်တက်တဲ့ကောင်မလေးကမတောင်းမှန်ခဲ့ပါဘူးတောင်းမှန်ထားတဲ့ဗီဒီယိုဖိုင်ဆိုတာကအမှားဖြစ်ပါတယ်အဲ့အကြောင်းလေးကိုကျွန်တော်နည်းနည်းလေးဖွင့်ပြပေးခြင်းပါတယ်ဒါကတော့ကျွန်တော်တို့ဖျားပေါ်တက်သွားတဲ့ဖျားပေါ်ကိုဖနစီးပြီးမိန်တက်သွားတဲ့မိန်ကလေးရဲ့တစ်တော့အောက်ပဲဖြစ်ပါတယ်သူอ่ะဆိုရင်ကျွန်တော်တို့ဒါ line ပေါ်မှာတော်တော်လေးခရက်ထပြီးနောက်ပိုင်းမှာသူရဲ့ TikTok account ကို video line တွေကိုအားလုံးဖြတ်သွားပါတယ် ောင်းမှန်ထားတဲ့ဗီဒီယိုဖိုင်ဆိုတာလည်းတပုံးမှမရှိပါဘူးဗောနော်အစောဆွဲခံရတဲ့ main clean ရဲ့ TikTok account လည်းကျွန်တော်တစ်ချက်ပြပေးမယ်နော်ဒါကတော့ကျွန်တော်တို့ဒါ line ပုံမှာဗောနော်အစောဆွဲခံရတဲ့ main clean ဗောနော်သူက line ပုံမှာသူ့ပုံနေတဲ့သူဒါဖျားပေါ်တက်တဲ့ main clean တောင်းမှန်နေဆိုတဲ့ခေါင်းစဉ်နဲ့သူတက်လာတာဖြစ်ပါတယ်သူတောင်းမှန်ထားတဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ပြပေးမယ်သူတောင်းမှန်တာဖြစ်စဉ်လေးကတမျိုးဗောနော်ဒါသူတင်ထားတာဆိုရင်တော်တော်ကြာပြီဗျကျွန်တော်တို့2024 12လပိုင်းလောက်ထဲကတင်ထားတဲ့ဗီဒီယိုဖိုင်နော် တောင်းပါမှာရယ်အများကြီးတောင်းပါမှာရယ်ပေါ့နော်ဒီတတော်ကဒီလိုမျိုးကြီးဖြစ်သွားမယ်လုံးဝမတင်သားလို့ပါနော်ဒီလိုမျိုးကြီးကြရက်ထားသွားမယ်လို့လည်းမတင်သားလို့ဆော့မိတာပါအများကြီးတောင်းပါမှာရယ်ကိုလိုချဲပေါက်မှာခေါ်သေးစရာလည်းမလိုပါဘူးနော်မိကောင်းဖတ်တဲ့ရတသမီးပါနော်တောင်းဒီနေရာမှာဒါကျွန်တော်ဆိုရင်လည်းထင်မိမှာပဲပေါ့နော်ဒါဒီလိုမျိုးတွဲတင်လိုက်တဲ့လူရှိလို့ပေါ့နော်တွဲတင်တဲ့လူကတော့ तू ကသိမှာပဲဒါဆိုရင် view ရဖို့ follower ရဖို့အတွက်ကိုဒါ तू ကဒီ ဟာလေးကိုစေထားပြီးတော့တစ်ဖက်ဖျားပုံလေးနဲ့သွားတွေ့တင်လိုက်တဲ့အတွက်ကြောင့်တော်တော်များများတော့ဒါ viewer တွေနေရတော့ထင်ပါပဲမို့နော်ကြည့်ရှုသူတွေကတော့ဟာဒီကောင်မလေးပြန်တောင်းမှန်တယ်ဘာညာဆိုပြီးတော့အဲ့ချိန်မှာတချို့သတင်းသမားတွေကပေါ့ဒါကိုအမှောက်အမှန်ထင်ပြီးတော့ခေါင်းစဉ်တွေနဲ့ရေးကြတယ်ဖျားပေါ်ကကောင်မလေးပြန်တောင်းမှန်ဆိုတဲ့ခေါင်းစဉ်တွေနဲ့အမျိုးမျိုးရေးလာတဲ့အတွက်ကြောင့်သူကဆိုရင်တော်တော်လေးကိုဒါစိတ်ကတိအကောင်ဖြစ်နေတယ်ပေါ့နော်သူကတော့အဆုံးမရှိအစမရှိပေါ့နော်တောင်းမှန်ပါတယ်တောင်းမှန်ပါတယ်ဆိုရဲဟာကို ဒါသတင်းသမားတွေအသုံးချခြင်းကိုခံခဲ့ရတာပဲဖြစ်ပါတယ်။ဒါသူရှင်းပြထားတဲ့ဗီဒီယိုဖိုင်လေးတွေလည်းရှိတယ်ပေါ့နော်။ကျွန်တော်ရဲ့ကြည့်ရှုသူတွေဒါအမှောက်အမှန်ထင်နေမှာဆုလို့ပေါ့နော်။ကျွန်တော်တို့ကဖျားဖို့တက်တဲ့ကောင်မလေးရဆိုရင်ဘယ်တော့မှမတောင်းပန်ခဲ့ပါဘူး။သူကပျောက်ခြင်းမလားပျောက်နေပါရဲ့နော်။ ။ညာကြီးတောင်းမမာရင်တော့အဲ့တော့လည်းဖြစ်လိုက်ပါပြီလို့မင်းကညာနေကဖြစ်လိုက်တာပေါ့နော်။မင်းကညာနေကဖြစ်လာတော့မှလိုင်းကလုံးဝမကောင်းတော့ဖြစ်လို့မရဘူးဖြစ်နေ။ဒီမင်းနဲ့မှပြတ်သွားနေတယ်ဒီမင်းနဲ့မှတငယ်ချင်းနေရန်ကုန်တငယ်ချင်းနေအကုန်ကုန်လုံးကဖုံးဆက်ပြီးပြောကြရပေါ့နော်။ဟဲ့ငါတတော်ကြီးဖြစ်တော့လုံးဝမသိဘူးပေါ့နော်။အဲ့လိုဖြစ်သွားလားဆိုပြီးတော့ကိုကသူဝင်ကြည့်ပြီးမှပဲ။ ဟိုတွေ့ရပါတော့ပြောထားတဲ့ comment ပိုင်းရှင်တွေရောကိုညီမတယောက်လို့ကိုချင်းစာနဲ့ပြောတဲ့လူရောတချို့လူကတော့ဟိုဒီတိုင်းပဲပြောထားရတဲ့လူရောအကုန်လုံးပေါ့နော်တောင်းမမာရဲ့လို့တရားနေပြီပဲ။ဘာညာရဲ့လူတော့မဟုတ်ပါဘူးဒီတိုင်းပဲအဲ့ဆယ်တဲ့ကိုရောက်တခိုက်ဆိုပြီးရောဆော့လိုက်တာပေါ့နော်ကလေးနဲ့တူတူဆိုပြီးကိုကလည်းအင်းကြီးချူပြီးအချိန်နဲ့တိုးွားဆိုတော့နော်အချိန်နဲ့တိုးွားတာပါ။ဘာညာရဲ့လူတော့မဟုတ်ပါဘူးဒီတိုင်းပဲဆော့လိုက်တာစိတ်ထဲကတော့ ဘာဖြစ်စေညာဖြစ်စေဒီလိုဖြစ်စေညာဖြစ်စေဆိုပြီးတော့ဆော့လိုက်တာတော့မဟုတ်ပါဘူးဒီတိုင်းပဲရိုးရိုးရှင်းရှင်းလေးဆော့လိုက်တာဒီလိုမျိုးဖြစ်သွားမှလို့မသိလို့ပါနော် ်ငါတောင်းမှန်တာဖះဘောတက်လို့တောင်းမှန်ထားမဟုတ်တော့ငါတောင်းမှန်ထားဖះဘောဖနဲ့နဲ့တက်လိုက်လို့တောင်းမှန်ထားမဟုတ်ငါ၁၀ထဲမှာရေချိုးတာရေရှိုင်းနဲ့ပါသွားလို့တောင်းမှန်ထားတာနင်တို့အပြည့်စုံစုံလေးနားထောင်ကြည့်ပါဦးသူများကိုလိုက်ပလိမ့်မယ်ကြီးစဉ်းစားမနေငါ၁၀လီလည်းမဖြစ်ချင်ဘူးဘာလီမှမဖြစ်ချင်ဘူးငါဘာသူတမင်ကဒီတိုင်း၁၀ထဲကိုရောက်တစ်ခါရေချိုးတာဒီရင်ဆိုင်နဲ့မလို့ငါမတင်တော့လို့ငါဖြတ်ပလိုက်တာငါတောင်းမှန်တာငါအကိုရေငါဦးလေးငါမိဘရေတက်ပြန်တောင်းမှန်ထားပါတော့နင်တို့ကအပြည့်စုံနားမထောင်ဝင်တယ်ဘာလဲဘာလိုက်ပြီးတော့ပလိမ့်တာလဲနော် ောင်းဘာမဆိုင်ညာမဆိုင်ဟာဘလိုင်းဖះဘော်တောင်ငါဗုဒ္ဓဘာသာလူတယောက်လေဖះဘော်အဲ့လိုမတက်เสียလားငါအောင်းနောက်ရှိရဲ့ငါအတိညာရှိရဲ့နင်တို့ပလိန်ကျင်လိုက်တခြားပါနဲ့ပလိန်ငါမဟုတ်ဘူးသူများရဲ့ဂလောက်ကောမက်တီထဲမှာနင်တို့မဖတ်တတ်ဘူးလားဆဲတယ်လူကဘလိုင်းကိုလာဆဲတာနော်မဟုတ်ဘူးလို့သူများရဲ့ပြောထားတာဘလိုင်းဝင်ဆဲဆိုတော့ဒီမှာ သူ့ပုံကိုတခြားကြည့်တာအမကြီးကျင်တာလားသူ့ကျင်တာလား ရားပေါ့ကိုအနေနဲ့တက်ပြီးသူ့ပုံတရားကြည့်တာ तू ကသပင်ကခားလဲလောက်ပဲရှိရနော်ညီမရဲ့သပင်ဒီရဲ့ရှေ့ရင်းနော်ဒီတင်မကြော်ရနော်လူကိုပြောမယ်ဆိုလဲကြည့်ပြောသပင်ကတူလားရှေ့လားလူပုံစံဘယ်လိုမျိုးနေထားလဲသူခါဝင်ဝက်တယ်ညီမလေးဘယ်တော့မှခါဝင်ဘူးတိတော်တယ်မှာအစာအဆုပ်ကြည့်ကြည့်ခါဝင်နဲ့တွေ့ရရှိလားတေချာကြည့်လားတအားတအားဟိုတအားများလို့နော်နောက်ပြလူပြောရတယ်တအားများလို့ဆဲခံရတယ်တအားများလို့ပြောချင်လို့ပြောရတယ်မဟုတ်တန်းရှိရှာရတယ်မဟုတ်ဆယ်ဒီဖြစ်ချင်လို့လည်းမဟုတ်တော့ဒီကဟာ တအားကိုအပြောများလို့တအားကိုမှတအားပြောခံလို့လို့ဇပင်ရဒီမှာညီမလေးဒီအရှိကြီးတူတီဂုတ်ဝဲလေးဂုတ်ဝဲဆိုခါလေပေါ့နော်ခါလေခါလေဟိုခါလေဒီ तू ကမြန်မာမဟုတ်ဘူးလို့ဒီတော့ကြည့်သူများရဲ့ဝင်ရတာဟိုဟိုကလိုင်းမမာကြီးလည်းအများကြီးတက်တာ तू မြန်မာမဟုတ်ဘူး तू ကရင်လားရှမ်းလားတခုခုညီမလေးဒီမြန်မာဘာသာတရား โอเคဒီဗီဒီယိုပိုင်းလေးတွေကဒါဒီကိုင်ကန်ရှင်ပေါ့နော်အစောစောခံရတဲ့ကိုင်ကန်ရှင်မင်းကလေးကိုယ်တိုင်ကဒါပြန်လည်ဖြည့်ရှင်းထားတဲ့ဗီဒီယိုပိုင်းလေးတွေပဲဖြစ်ပါတယ်အဒီထဲမှာဆိုရင်လည်းကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ရှင်းပြရတဲ့အကြောင်းရင်းလေးอ่ะပေါ့နော်တချို့ဟာတွေရောအမှားတွေရောအမှန်ထင်နေမှာပေါ့ဘုရားနော်ဒီဖျားဖို့တက်သွားတဲ့မင်းကလေးอ่ะဆိုရင်ဒါမတောင်းလဲမတောင်းမှန်ဘူးပေါ့နော်ဒါသူ့အရေးယူထားတဲ့လူတော့သိရတယ်ဒါပေမဲ့လည်းခြားပြထားတာတော့မရှိဘူးပေါ့နော်အဲဒီထဲမှာကျွန်တော်မိတ်ဆွေတွေကိုတတိပေးခြင်းနာပေါ့နော်ကျွန်တော် ဘယ်အကြောင်းအရာလေးပဲဖြစ်ဖြစ်ပေါ်ပေါ်တန်တန်မတွေးပါနဲ့ဗောနော်ကျွန်တော်တို့ TikTok မှာတင်လိုက်တဲ့အကြောင်းအရာလေးတွေကလည်းဒီတချို့လူတွေရဲ့အသုံးချခြင်းကိုခံရနိုင်တယ်ဗောနော်ဒါလွန်ခဲ့တဲ့လအင်းတင်းငယ်မအောင်ပါလေတော့ဖြစ်စဉ်လေးတစ်ခုပြောပြမယ်ဗျာနော်အဲအမျိုးသမီးတယောက်อ่ะဆိုရင်သူက TikTok တော်တော်လေးဆော့တယ်ဗျာ TikTok ဆော့တယ်သူတခုအကြောင်းအရာတခုဆိုရင် TikTok ပေါ်တင်တယ်အဲ့ဒါနဲ့ပဲသူကတနေ့ကြတော့သူ့သမီးကနေမကောင်းဖြစ်ရောနေမကောင်းဖြစ်တော့သူကြောင်းဝိုင်းသွားပြန်ခေါ်လာပြီးတော့ အိမ်မှာအိမ်နေချိန်မှာသူကဒါတစ်တော်လေးရိုက်လိုက်တယ်ဗောနော်သူသမီးအိမ်နေတဲ့ပုံစံចောင်းစင်းလေးနဲ့အိမ်နေတဲ့ပုံစံလေးနဲ့ရိုက်ပြီးတော့ဒါသူသမီးနေမကောင်းဘာညာနဲ့ဒါတင်လိုက်တယ်ဗောဒီချိန်မှာကျွန်တော်တို့မတမာလူတစုကဆိုရင်ဘယ်လိုလုပ်လဲဆိုတော့ဒီသမီးလေးရဲ့ပုံနဲ့ယူပြီးတော့ဒါចောင်းသူလေးရဲ့အိတ်ဒီပါဘာညာဆိုပြီးလင့်ဗမာကာညာဆိုပြီးတော့ သူ့ပုံမြင်နေပြီးတောင်းလျှောက်တက်တဲ့အတွက်ကြောင့်မို့လို့ဒါဖြည့်ရှင်းခဲ့တဲ့ဗီဒီယိုဖိုင်လေးရှိတယ်ပေါ့နော်အဲဒါဆိုရင်ကျွန်တော် TikTok မှာတော်ဘယ်ကိစ္စမဆိုဘောနော်အလွယ်တကူတင်တတ်တဲ့သူတွေကိုကျွန်တော်မိတ်ဆွေကိုကျွန်တော်သတိပေးလိုက်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့ကအမှတ်တမှတ်တင်လိုက်တဲ့ဆိုပေမဲ့ကျွန်တော်တို့ရဲ့ဗီဒီယိုဖိုင်တွေကိုအကုန်ချမဲ့လူတစုပါဆိုတက်တက်ကိုရှိတယ်ပေါ့နော်အဲ့လိုလူတွေကဆိုရင်ကျွန်တော်တို့ဗီဒီယိုဖိုင်လေးတွေစေ့ထားပြီးတော့အခုလိုအကြောင်းကောင်းညာတစ်ခုတိုက်ဆိုင်တဲ့ခံမှုကြတော့တို့ကဒါအတုံးချလိုက်လို့ရင်တို့မထင်ထားတဲ့အခြေအနေကြီးကိုပြောင်းလဲသွားနိုင်တယ်ဗောနော်ညုံခဲ့တဲ့လအနေကြီးကဒါ မင်းကလေးဆိုရင်လေဒါနော်သူကကြောင်မတက်ချင်တော့ဘူးလို့တော့ပြောတယ်နော်ကျွန်တော်တမီးကြောင်မသွားချင်တော့ဘူးကြောင်မှရှက်တယ်တမီးရဲ့အိတ်ဒီဘာညာဆိုပြီးထွက်တယ်ဆိုတော်တော်လေးဖြည့်ရှင်းလိုက်ရသေးတယ်ဗျဒါကြောင့်မို့ကျွန်တော်မိတ်ဆွေတို့သတိပေးချင်တာတော့ကျွန်တော်တို့အကြောင်းအရာပေါ့နော်ကျွန်တော်တို့တောင်းတောင်းအကြောင်းအရာတွေကိစ္စရက်တွေကိုဒါတက်တော့ပုံမတင်ပါနဲ့ဒါမတမာသူတွေရဲ့အတုံးချခြင်းကိုခံရမယ်လို့ကျွန်တော်ဒီနေ့ပြောကြချင်းကျွန်တော်ဗီဒီယိုပိုင်းလေးဒီမှာဆုံးသက်လိုက်ပါတယ်နောက်တဲ့ဗီဒီယိုမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြမယ်နော်